ရီတိုင်းစင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးသိပညာပေးဆောင်မကဏ္ဍကနေကြိုဆိုပါရစေ။ဆောင်မရှင်ဒေါက်တာမိုးသိန်းနေရေးသားခဲ့တဲ့အစာအာဟာရနဲ့ခန္ဓာကိုယ်စွမ်းအင်ဆိုတဲ့ကျမ်းမာရေးသိပညာပေးဆောင်မကိုအတန်လွင့်တင်ဆက်ပေးပါရမယ်။အာဟာရနဲ့ခန္ဓာကိုယ်စွမ်းအင်လူသားတွေမှာ ကျမ်းမာစွာ အသက်ရှင်တန်နိုင်မှုအတွက်အစာအာဟာရကမရှိမဖြစ်လိုအပ်တယ်ဆိုတာလူတိုင်းသိကြပါဗျ။လွန်ခဲ့တဲ့ရက်ပိုင်းကပင် အစာအာဟာရသည် ဩဇာရုပ်ကိုဖြစ်စေပြီးအတက်ကိုတည်မြဲစေသည်ဆိုတဲ့အဘိဓမ္မာတရားကိုနာကြားခဲ့ရပါတယ်။ဤချက်ကိုတိတ်ပန်နေကြရောဘာသာရေးရှုထောင့်ကပါ အလင်းတရာဖော်ပြကြပါတယ်။ဒါအပြင်ကျွန်တော်တို့စေတောင်းတက်တုံကစီးပူးခဲ့ရတဲ့စီးပညာဆိုင်ရာဘာသာရေးတွေမှာလည်းတက်ရှိတွေကအဟာရကြောင့်သာအသက်ရှင်ခြင်းကြီးထွားဖွံ့ဖြိုးခြင်းနဲ့တက်ရှိလုပ်ငန်းစဉ်တွေကိုလုံဆောင်ကြကြောင်းဖော်ပြထားတာကိုပြန်အမှတ်ရမိပါတယ်။ဒါဆိုရင်ခန္ဓာကိုယ်ကျန်းမာဖို့နေ့စဉ်ဘဝမှာ တက်ကြစွာလှုပ်ရှားနိုင်မှုအတွက်ဘလို့အာဟာရမျိုးတွေကဘာကြောင့်ရည်ကြီးရတာပါလဲကျွန်တော်တို့ခန္ဓာကိုယ်ကအစာအာဟာရတွေကိုဘလို့စွန့်ရင်ဖြစ်ပြောင်းလဲပြီးတယ်ဆိုတာကိုသိနားလည်စေဖို့အာဟာရရဲ့အခြေခံကြတဲ့အရေးပါပုံနဲ့စွန့်ရင်ရရှိပုံတွေအကြောင်းကိုရှင်းပြပေးသွားပါမယ်အာဟာရအုပ်စုလူသားတို့ကျန်းမာစွာရှင်သန်မှုအတွက်လိုအပ်တဲ့အစာအာဟာရတွေကိုအဓိကအားဖြင့် macronutrient ပမာဏများများလိုအပ်တဲ့အစာအာဟာရဓာတ်များနဲ့ micronutrient အနှင်းငယ်များမဖြစ်မနေလိုအပ်တဲ့အာဟာရဓာတ်များဆိုပြီးအုပ်စုကြီးနှမျိုးခွဲပါတယ်အာဟာရဓာတ်အုပ်စုအနေနဲ့ခွဲမယ်ဆိုပါကလည်းအောက်ပါအတိုင်း6မျိုးရှိပါတယ်။ပရိုတိန်းအသားဓာတ်ခန္ဓာကိုယ်တည်ဆောက်မှုနဲ့ပြည့်ပြည့်ထင်းထင်းရေးအတွက်အရေးပါပါတယ်။ကာဘိုဟိုက်ဒရိတ်ဂစီဓာတ်ခန္ဓာကိုယ်ရဲ့အဓိကစွမ်းအင်ရင်းမြစ်ဖြစ်ပါတယ်။အဆီဓာတ် စွမ်းအင်သွေးလောင်ခြင်း cell ဖွဲ့စည်းတည်ဆောက်ခြင်းဗီတာမင်ဆုပ်ယူမှုတွေအတွက်လိုအပ်ပါတယ်။ဗီတာမင်ခန္ဓာကိုယ်လုံငန်းဆောင်တာမျိုးမျိုးအတွက်မရှိမဖြစ်လိုအပ်တဲ့သက်ဆောင်ဓာတ်တွေဖြစ်ပါတယ်။တတ္ထုဓာတ်များအယူ ၊သွားနဲ့ခနာကိုလုပ်ငန်းစဉ်များအတွက်အရေးပါပါတယ်။ရေခနာကိုရဲ့80ရာခိုင်နှုန်းကိုရေနဲ့ဖွဲ့စည်းထားပြီးအသက်ရှင်သန်မှုအတွက်အဓိကကျလှပါတယ်။ရေထက်ပြေးဝနေမှ ကျန်းမာမည်ဖြစ်ပြီးရေခမ်းချောက်လျင်ခနာကိုထိခိုက်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။မက်ခရိုနျူထရီယံပမာဏများများလိုအပ်တဲ့အစာအာဟာရများခနာကိုကပမာဏများလိုအပ်တဲ့အစာအာဟာရတွေဆိုလို့ရှိရင်တော့ကာဘိုဟိုက်ဒရိတ်ကစီဓာတ်နဲ့ပရိုတိန်းအသားဓာတ်နဲ့အဆီဓာတ်တွေပဲဖြစ်ပါတယ်။ နေစစားလုံးနေကြဆန်ဂျုံပြောင်းအစိအစံအတိအနှံဟင်းသီးဟင်းရွက်ခွန်မာသီးစီအသားအမျိုးမျိုးဥနို့နဲ့နို့တဲ့ပစ္စည်းအမျိုးမျိုးပဲအမျိုးမျိုးစားတဲ့အစားအစာတွေကမက်ခရိုနျူထရီယံတွေပဲဖြစ်ပါတယ်ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးခြင်းစွမ်းအင်ခွန်အားဖြင့်တင်စီထားခြင်းနဲ့ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများကိုလုံဆောင်နိုင်ခြင်းအတွက်အရေးပါလာပါတယ်မိုက်ခရိုနျူထရီယံအနည်းငယ်များမရှိမနေလိုအပ်တဲ့အစာအာဟာရများဗီတာမင်များနဲ့သတ္တုဓာတ်များကတော့ခန္ဓာကိုယ်အတွက် အနေငယ်များသာမဖြစ်မနေလိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်ပါတယ်။ကျန်းမာရေးကောင်းမှုနဲ့ခန္ဓာကိုယ်အင်္ဂါအစိပ်ပိုင်းတွေဖွံ့ဖြိုးဖို့အတွက်မိုက်ခရိုနျူထရီယန့်တွေကိုမဖြစ်မနေလိုအပ်ပါတယ်။နေ့စဉ်အနေငယ်သာလိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေချို့တဲ့ပါကအာအင်မရှိခြင်း၊သွေးရောဂါတွေဖြစ်ခြင်း၊ကိုယ်ခံအားနည်းခြင်း၊ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းအယိုးကျမာရေးကိုထိခိုက်ခြင်း၊ယောဂကာကွယ်နိုင်စွမ်း၊ကြာဆိုင်ခြင်းအပါအဝင်အခြားသောကျမာရေးပြဿနာတွေကိုဖြစ်ပေါ်လာနိုင်ပါတယ်။ အစာအာဟာရများအစာချေခြင်းအစာအာဟာရကိုပဇက်ကစားလိုက်ပြီးတဲ့နောက်အစာအိမ်နဲ့ဦးလမ်းကြောင်းတို့လျှောက်အစာချေပါတယ်။အစာတောက်များကိုအပိုင်းအစာတေးသေးလေးများဖြတ်သွားအောင်သွားများဖြင့်ကြိတ်ခွဲရပါတယ်။ဂရင်းထဲမှာရှိတဲ့တရွေးရည်ပြုတ်ကလင်းကနေတရွေးရည်တွေထွက်လာပြီးအစာအာဟာရများကိုစတင်ကြိတ်ချေပေးပါတော့တယ်။တရွေးကပိုးမွှားအချို့ကိုသိစီနိုင်တဲ့အာနိသင်ရှိပြီးအာဟာရအချို့ကိုလည်းစတင်ပြီးဖြိုခွဲပါတယ်။ ချိန်ညအောင်ဝါပြီလို့ယူဆရချိန်မှာအစာမျိုးကနေအစာအိမ်ထဲရောက်အောင်မျိုးချလိုက်ရပါတယ်။အစာအိမ်နဲ့ဥလန်းချောင်းကပေ30ကျော်ရှိပါတယ်။အစာတောက်များကို လုံးဝအစာခြေပြည့်ရန်24နာရီမှ82နာရီအထိကြာမြင့်တတ်ပါတယ်။အစာအိမ်ကအက်ဆစ်ရေထုတ်ပေးပြီးအစာအာဟာရတွေကိုခြေဖြတ်ပစ်ပါတယ်။တဲကြီးအိမ်မှတဲကြီးရေများကပရိုတိန်းအဆီကာဘိုဟိုက်ဒရိတ်အာဟာရမှန်သမျှကိုဥမတဆင့် ပြင်ကျောနဲ့သွေးကျောများကိုဆွေးဥနိုင်အောင်အစာချီရီထုတ်ပေးလိုက်ပါတယ်။ဥမာကြီးဥသိန်တို့မှာဥလိုင်းထပြီးအာစာအာဟာရများကိုတရွေ့ရွေ့ရွေရှားစီလျက်အာဟာရတွေကိုစုပ်ယူပါတယ်။နောက်ဆုံးမှာတော့အစာအဟောင်းများကိုမစင်အဖြစ်စအိုမအညီကြီးစွတ်ထုတ်ပါတယ်။အစာအိမ်နဲ့ဦးလညောင်းတို့လျှောက်အာဟာရတွေစုပ်ယူပြီးတဲ့အခါမှာအသည်းမှာတူလောင်ထားပါတယ်။ခန္ဓာကိုယ်ကစွမ်းအင်သုံးရန်လိုအပ်တဲ့အခါမှာအသည်းမှာတင်းထားတဲ့အာဟာရတွေကိုပြန်လည်ထုတ်ယူသုံးဆွဲပါတယ်။အစာအာဟာရနဲ့ရှင်သန်ရေး အစာအာဟာရကောင်းကောင်းမွန်မွန်လုံလုံလောက်လောက်စားနိုင်မှာမှကျန်းမာပြီးအလုံးလုံးနိုင်မှာဖြစ်ပါတယ်အစာအာဟာရလုံလောက်နေမှအသက်ရှင်နိုင်မှာဖြစ်ပြီးပညာသင်တာတွေးခေါ်တာစတဲ့စိတ်ကူးအိမ်မက်များနောက်ကိုလိုက်နိုင်မှာပဲဖြစ်ပါတယ်အစာအတောက်ချွတ်တဲ့သူတွေမှာတော့အာဟာရမလုံလောက်ခြင်းကြောင့်ဖြစ်ရတဲ့ကျန်းမာရေးနောက်ဆက်တွေပြဿနာတွေကြုံရတတ်ပါတယ်ဉာဏ်ရည်နိုင်မှာပြီးပညာသင်စင်မှာလည်းအခက်အခဲတွေကြုံရနိုင်ပါတယ်ဖွံ့ဖြိုးမှုအားနေပြီးအကောင်တည်တည်ညံ့ညံ့ခန္ဓာကိုယ်ကြုံလိမ့်ခြင်းမျိုးတွေကိုလည်းကြုံရတတ်ပါတယ် အစာအာဟာရလုံခဲစွာစားသုံးမိခြင်း တန်ဆေးလွန်ပေးဆိုတဲ့စကားအတိုင်းအစာကိုလွန်ကဲစွာစားသုံးကြသူတွေအစာကြီးသူတွေမှာလည်းအဟာရတွေကအသည်းမှာစုပုံပြီးအသည်းကြီးခြင်းအသည်းစီဖုံခြင်းတို့ကိုခံစားလာရမှာပဲဖြစ်ပါတယ်။အခြားကိုရင်းအင်္ဂါများအစီဖုံခြင်းသွေးကြောများအတွင်းမှာအစီများကပ်ပြီးသွေးကြောနရံထူခြင်းတွေကိုလည်းကြုံလာရတတ်ပါတယ်။ခန္ဓာကိုယ်မှာနေ့စဉ်လိုအပ်တဲ့ဆွတ်အင်ထပ်ပို့ပြီးစားသုံးမိပါကအရေပြားအောက်မှာရှိတဲ့အစီပြေမှာလည်းအစီပူတွေအဖြစ်တူလောင်ထားတာကြောင့်အစီအခောက်ထူပြီးအဝလွန်လာတာမျိုးတွေကြုံရတတ်ပါတယ်။ ခန္ဓာကိုယ်စွမ်းအင်သုံးတဲ့ဖြစ်စဉ်များအသက်ရှူဖို့အတွက်စွမ်းအင်လိုအပ်ပါတယ်မတရက်ဖို့စွမ်းအင်လိုပါတယ်လှုပ်ရှားဖို့စွမ်းအင်လိုပါတယ်နှလုံးခုန်ဖို့လည်းစွမ်းအင်လိုပါတယ်စီးသွားဝမ်းသွားနိုင်ဖို့စွမ်းအင်လိုပါတယ်လိမ်မှုကိစ္စအတွက်လည်းစွမ်းအင်လိုအပ်ပါတယ်အိပ်နေခြင်းစာဖတ်နေခြင်းထိုင်နေခြင်းစတဲ့အချိန်တိုင်းမှာလည်းစွမ်းအင်လိုအပ်ပါတယ်ဒီစွမ်းအင်တွေကိုအစားအသောက်တွေကိုစားသုံးခြင်းကနေရရှိပါတယ် လှဲလျောင်းအိဆက်အနာယုချိန်တွေမှာတော့စွဲရင်သုံးစွဲမှုနဲ့ပြီးစပိန်စီးခြင်းရေကူးခြင်းတောင်ထက်ခြင်းစတဲ့နှလုံးခုန်မြင်ပါစေတဲ့အထိခန္ဓာကိုယ်အသုံးပြုရတဲ့အချိန်မှာတော့စွဲရင်သုံးစွဲမှုများပြပါတယ်အကယ်၍သင်ကအဝလွန်နေခဲ့သူဖြစ်ပြီးဆိုပါကစွဲရင်များများသုံးစွဲပေးပြီးအသည်းနဲ့ခန္ဓာကိုယ်ကအစီပိုတွေပျော်သွားအောင် ကိုလက်လှုပ်ရှားအားကစားလုပ်ပြီးဖြစ်စေလမ်းလျှောက်၍ဖြစ်စေစွဲရင်များများပြန်သုံးမှုလိုအပ်ပါတယ်စွဲရင်အာဟာရကယ်လိုရီတွက်ချက်ပြီးစားသောက်ခြင်း မနက်စာနေ့လယ်စာညစာအပါဝင်ကိုစားမဲ့အစားအသောက်တွေကိုစွမ်းအင်ကယ်လိုရီတွက်ချက်နိုင်ပါတယ်။သုံးစွဲမဲ့စွမ်းအင်ကိုလည်းတွက်ချက်ပြီးနေ့စဉ်ဘဝကိုအချိန်စရာဖြင့်ဖြတ်တန်းစေရည်နီလန်းဖြစ်ပါတယ်။နိုင်ငံတော်အဆင့်အာခသာသမားတွေမှာယခုနီလန်းနဲ့စကန်းသွင်းလေ့ကျင့်ကြပါတယ်။ကျွန်တော်တို့လိုတာမန်လူတွေမှာလည်းအာဟာရဆရာဝန်နဲ့တိုင်ပင်တွက်ချက်ပြီးကယ်လိုရီတွက်ချက်စားသောက်ခြင်းနီလန်းအသုံးပြုနိုင်ပါတယ်။ ဓိကမှာကျင်တာကတော့ကျမ်းမာပျော်ရွှင်တဲ့ဘဝတစ်ခုရရှိဖို့အတွက်မျက်စိအကျင့်ဝမ်းအချင်းဆိုတဲ့စကားအတိုင်းအစားတောက်ကိုချင့်ချိန်စားတောက်ပါကျမ်းမာတန်ဆွမ်းရန်ကိုလက်လှုပ်ရှားအားစားလုပ်ပြီးတူလောင်ဆွမ်းရင်တွေကိုလောင်ကျွမ်းပါစေခင်ဗျာနောက်တစ်ပတ်မှာတော့တဲကြီးကြောက်အကြောင်းကို အသိပညာပေးမှဖြစ်တာကြောင့်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။ AR Times Media ရဲ့ပြည်သက်များအားလုံးလည်းတာယာချမ်းမြေ့တဲ့ဘဝကိုရရှိနိုင်ကြပါစေ။ကျမ်းမာရေးအသိပညာပေးကဏ္ဍပရိပခကာလအတွင်းရှင်သန်နေထိုင်ခြင်းအစာအာဟာရနဲ့ခန္ဓာကိုယ်စွမ်းအင်ကျမ်းမာရေးဆောင်မှာ AR Times ဆက်အနာသိမှုကြောင့်မြန်မာနိုင်ငံတိုင်းဖြစ်ပေါ်နေတဲ့ပရိပခကာလအတွင်းပြည်သူများကျမ်းမာစွာရှင်သန်နေထိုင်ရေးအတွက်ပရိပခကာလအတွင်းရှင်သန်နေထိုင်ခြင်းကျမ်းမာရေးအသိပညာပေးအစီအစဉ်ကို AR Times သတင်းဌာနအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကကျမ်းမာရေးအသိပညာ ညာများရယူနိုင်ကြောင်းသတင်းကောင်းပါအပ်ပါရခင်ဗျာ